ားလုံးပဲမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ ကမ္ဘာပုံပွဲကြုံ FIFA ကနေ2029 FIFA ရဲ့ Club World Cup ပြိုင်ပွဲဒုတိယအကြိမ်ကို အမေရိကန်နိုင်ငံမှာပဲထပ်ပြီးကျင်းပဖို့စဉ်းစားလျက်ရှိနေပါတယ်။ FIFA ကလက်ရှိမှာအဲ့ပြိုင်ပွဲအတွက်ဒါ2030 Asian League ဖြစ်တဲ့ Portuguese, Spain နဲ့ Morocco တို့ကလည်းပူးတွဲကျင်းပဖို့ပြင်ဆင်နေသလို New Zealand နဲ့ Australia ကလည်းကျင်းပခြင်းပဲ American နိုင်ငံမှာအောင်မြင်နိုင်ပွဲရှိနေသေးတဲ့အတွက် ီပြိုင်ပွဲကိုနောက်ထပ်တစ်ချိန်ထပ်ပြီးကျင်းပပြုအပြင်ပြိုင်ပွဲဝင်အသင်းကိုလည်း32သင်းကနေ48သင်းထိတိုးမြင့်ဖို့ပြင်ဆင်ကဥရောပရဲ့ထိပ်တန်းကလပ်အသင်းတွေအများစုကိုထည့်သွင်းနိုင်ဖို့ချိုးပန်းရရှိကြောင်းဆိုထားပါတယ် ဘိုင်မြူနစ်အသင်းရဲ့အားကစားဒရိုက်တာဖြစ်တဲ့အယ်ဘာကတော့လက်ရှိမှာပါရီစ်စင်ဂျာမန်ရဲ့တောင်ပန်စားပါဘရက်ဒလီဘာကူလာကိုဆက်သွယ်ထားတယ်။ရက်ရှိကလီဗာပူးနဲ့သတင်းထွက်ခဲ့ပြီးနောက်ဘာကူလာကိုရောင်းဖို့အစီအစဉ်ရှိပေမဲ့ဘိုင်မြူနစ်တင်ကရာဖေးလီယိုနီကိုဝီလျံအပါအဝင် ချိန်တန်းကစားသမားတွေကိုမရတဲ့အတွက်အခုလက်ရှိမှာ Bradley Barcola ကိုလိုချင်နေတာဖြစ်တယ်။ Inter Milan အသင်းရဲ့ကွယ်လှယ်ကစားသမား Hakan Çalhanoğlu က Galatasaray အသင်းကို ပြောင်းရွှေ့ဖို့ပုံကိုရေးဆန်ရသဘောတူညီမှုရရှိပါပြီ။တူတကီ ကွယ်လှယ်ကစားသမားကိုလက်ရှိမှာတော့ Galatasaray အသင်းက Euro 30အထိကမ်းလှမ်းထားပေမဲ့ Inter Milan အသင်းကသူ့ကစားသမားကို30အထိတောင်းဆိုထားတာဖြစ်တယ်။ ဂျာဗီလွန်ဆိုကတော့အာဟီလာအသင်းရဲ့ယာဒီဆာပွဲစဉ်မှာသူ့အတွက်ပေးချာသွားသည့်တိုင်အောင်လီတုံတုံဖော်မေးရှင်းနဲ့ဒီတပ်ပူကောင်းတဲ့ပလေးဆိုင်ကိုသူတို့အနေနဲ့အမြန်ဆုံးရယူနိုင်ဖို့ယုံကြည်မှုရှိထားကြောင်းဆိုလိုက်ပါတယ်။ရီမက်ဒရစ်အသင်းကဆော်ဒီကလပ်အာဟီလာအသင်းကို FIFA ရဲ့ Club World Cup ပြိုင်ပွဲအဖွင့်ပွဲစဉ်မှာတေးချခဲ့ပြီးပွဲပီကန်ဒီမှာ Valverde Penalty လွဲချော်ခဲ့တာလည်းဖြစ်တဲ့ ရီယယ်မက်ဒရစ်အသင်းရဲ့အသင်းကောင်းဆောင်လူကက်စ်ဗက်စကက်ကလည်းလူကာမိုးထွေလိုပဲထွက်ခွာမှာပါလက်ရှိမှာတော့ဒါတူရကီကလပ်ဖန်နဗချီအသင်းနဲ့သဘောတူပြီးတော့ဂါတာဆာရီကိုပြောင်းမယ်ဂျိုဆီမော်နီယိုအသင်းကိုပြောင်းမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတာဖြစ်တယ်ဘာဆိုနာအသင်းကယွမ်ကာစီယာကိုလာလီဂါမှာမှတ်ပုံတင်ပြီးကလပ်ဘက်ကတရားဝင်ခေါ်ယူခဲ့တဲ့အတွက်ဂိုဒမာဒီတဲကနေအီနာကီပညာနဲ့မာအန်ဒရီတက်စီကန်တို့ကိုရောက်ထုံးမှာပါ ချက်စီကန်ကဘာဆိုနာနဲ့တရင်ထွက်ပေမဲ့သူ့ဘက်ကထွက်ဖို့အစီအစဉ်မရှိကြောင်းတုံ့ပြန်ထားတာဖြစ်တယ်။ဘာဆိုနာအသင်းဘက်ကအခုနီကိုဝီလျံကိုခေါ်ဖို့တော်တော်လေးနှိစက်နေသည့်တိုင်အောင် AC မီလန်အသင်းရဲ့တောင်ပန်ကစားမှာ Rafael Leao ကိုလည်းစိတ်ဝင်စားစေဖြစ်တယ်။ကလပ်ဘက်ကတကယ်လို့ Ronald Araujo ကိုမီလန်နဲ့အလဲလဲပြုလုပ်နိုင်ရင် Rafael Leao ကိုခေါ်ယူဖို့ရှိကြောင်းဆိုပါတယ်။ Atletico Madrid အသင်းကအခု Christian Romero အပါအဝင် အန်တီရော်ဘင်ဆန်ရဲ့ပရီးမီယာလိဂ်ကစားသမားတွေအများစုကိုဆီမီယိုနီကစိတ်ဝင်စားနေရှိတယ်။ဒီယာတီဟာဆီမီယိုနီတို့အတွက်တကယ်ကို breakthrough ရာသီဖြစ်ဖို့မျှော်လင့်ထားတဲ့အတွက်အပြောင်းလဲတွေများစွာပြောလို့ဖို့ပြင်ဆင်ကြပါ။ Aitra Frampak ကပရီးမီယာလိဂ်ကလပ်တင်သုံးသင်းဖြစ်တဲ့ Manchester United, Chelsea နဲ့ Liverpool တို့စိတ်ဝင်စားတဲ့သူတို့ရဲ့22နှစ်အရွယ်ရှိတဲ့တိုက်စင်မှု Hugo Akitike ကိုလိုချင်ရင် Euro တန်တရာပေးမှပဲရောင်းထုတ်သွားမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ လီဗာပူးအသင်းရဲ့ကစားမအသစ်ဖြစ်တဲ့ Florian Vazquez အေဂျင့်လည်းဖြစ်တဲ့မိဘတွေဖြစ်တဲ့သူကတော့ဒီအပြောင်းရွှေ့ကနေအေဂျင့်ကပေါင်၈သမ၆တန်းတိရရှိခဲ့တာပါ Florian Vazquez မိဘတွေကသူ့ရဲ့အေဂျင့်ဖြစ်ပါဆောင်ရွက်နေတဲ့အတွက်အေဂျင့်ကအခုလိုမျိုးရရှိခဲ့တာလည်းဖြစ်တဲ့ လီဗာပူးတင်းရဲ့တောင်ပံကစားမဖက်ဒရီကိုခီယေဆာနဲ့ဒါဝင်းနူညက်တို့ကနာပိုလီအသင်းကိုပြောင်းရွှေ့ဖို့နှိစက်လျက်ရှိတယ်ဒါပေမဲ့နာပိုလီကဒီစားမတွေကိုခေါ်ယူဖို့ထက်ဖစ်တာအိုစီမန်နဲ့အလဲထက်လုပ်ဖို့နဲ့နူညက်နဲ့ခီယေဆာကိုအန်တိုနီယိုကွန်တေကလိုချင်တာပါ ဘိုင်မြူနစ်အသင်းကခိုဒီကေပိုကိုစိတ်ဝင်စားစေဖြစ်ပြီးတော့မီထိုမာနဲ့အတူခေါ်ယူဖို့ကြိုးပမ်းလဲရှိတယ်။ဘိုင်ကိုတိုင်ကလည်းအပြောင်းလဲတွေကြားကနေကေပိုကိုစိတ်ဝင်စားတယ်။လီဗာပူးကတော့ကေပိုကိုရောင်းထုတ်ဖို့ဆန္ဒရှိကြောင်းဆိုပါတယ်။လီဗာပူးပိုင်ရှင်တွေကအခုလာလီဂါကလပ်ဂီတာဖေးအသင်းကိုသူတို့ရဲ့စစ်စတာကလပ်ဖြစ်ဝယ်ယူဖို့ကြိုးပမ်းနေပြီးတော့စပြီးတော့လှုပ်ရှားလဲရှိကြောင်း FSG ရဲ့တာဝန်ရှိသူတွေကဆိုထားပါတယ်။ မန်ယူနိုက်တက်အသင်းကိုဂိုသမာအန်ဒရီအိုနာနာကိုရောင်းချနိုင်ရင်ယူနိုက်တက်ကအမ်မီမာတီနက်စ်ကိုရနိုင်ဖို့ရှိတယ်။အာစတိုဗီလာရဲ့ financial problem FFP နဲ့ PSR အခြေအနေကြောင့်အမ်မီမာတီနက်စ်ကိုတိုင်အသင်းကထွက်သွားဖို့ရှိပြီးတော့32နှစ်အရွယ်ရှိတဲ့အာဂျင်တီးနားဂိုသမာကမန်ချက်စတာယူနိုက်တက်ကိုပြောင်းဖွေချင်ကြောင်းဝန်ခံထားပြီးတော့ပြောင်းဖွေချေကတန်း40လောက်ထိရှိပြီးယူနိုက်တက်ကအိုနာနာကိုရောင်းချရင်ဒီပြောင်းရွှေ့ဖြစ်လာပွဲရှိတယ်။ Manchester United ရဲ့ဝင်လေကစားပါတောင်ပန်ကစားပါ Jadon Sancho က Borussia Dortmund ကပြောင်းရွှေ့ဖို့ကြိုးပမ်းနေရင် Napoli နဲ့ဆွေးနွေးမှုကနီးစပ်လေရှိပါတယ် Sky Germany နဲ့ Sky Italia ရဲ့ပေါ်ပြချက်အရ Napoli က Sancho ကိုပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုရဖို့မခက်ခဲပေမဲ့ပြောင်းရွှေ့ချေတောင်းဆိုတဲ့ United ရဲ့ Euro 25တန်းကိုတော့ပေးချေဖို့စာနာမရှိကြောင်းဆိုပါတယ် Man United အသင်းက တေချာပေါက်တိုက်စစ်မှုတယောက်ခေါ်သွားဖို့ရှိပြီးတော့အံပွဲမှုအပြင်ထိတ်တန့်တိုက်စစ်မှုတွေယူရထားတယ်။မန်ယူနိုက်တက်ကဒီနိုယာဒီမာသူတို့ရဲ့ dream တိုက်စစ်၃ယောက်တွဲက Brian အံပွဲမှုမာဒီယက်စ်ကူညာနဲ့ Yuko Akitike တို့ဖြစ်ကြောင်းဖော်ပြထားပါတယ်။အာစနယ်အသင်းကအခုလက်ရှိမှာဘန်ဂျမင်ဆက်စကိုကိုပုံကိုရင်ဆိုင်ရာသဘောတူညီမှုရရှိချောင်းစကိုက်ဂျာမနီရဲ့ခီကာရဲ့ဘဲလ်ကပေါ်ပြထားတဲ့ဒါရမဲကစားမရဲ့ပြောင်းရွှေ့ခြေကိုတော့ RB live set အသင်းနဲ့ဆွေးနွေးနေဆက်ဖြစ်ပြီး live set ကယူရို180နဲ့တန်တရာချတောင်းထားပြီး Arsenal ကတော့အလောက်ထိပေးဖို့အစီအစဉ်မရှိကြောင်းဆိုပါတယ် Arsenal ရဲ့လူငယ်ကစားမလေး by Luis Kelly ကတက်တန်းထပ်တိုးတော့မှာပါစာချုပ်တစ်နှစ်ပဲကြာနေသူကို Real Madrid ကစိတ်ဝင်စားသည့်တိုင်အောင် club က2030ခုနှစ်ထိကာလရှည်ကြာစာချုပ်ချုပ်ဆိုမှာဖြစ်တယ် အာစနယ်တင်းရဲ့လက်ထောက်နီးပြကားလို့ခူစတာကတော့လက်ရှိမှာ CD club ပါမာအသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီးနီးပြအဖြစ်နဲ့ရွေးချယ်ပြီးတော့လမ်းခွဲသွားပြီဖြစ်တဲ့မီကယ်လိုမိုထရစ်ကတာမြင့်စေပြဿနာကြောင့်ပဲ၄နှစ်လောက်ထိပွဲပယ်ခံရဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကလေးကချက်စီတရဲ့ပွဲစဉ်တွေမှာကစားခွင့်မရတော့တဲ့မီခါလိုမိုဒရစ်ကို FA ကဆွဲချက်တင်ထားသလို International Doping Agency ကလည်းဆွဲချက်တင်ထားပြီးတော့မိုဒရစ်ကအပြည့်ရှိရင်၄နှစ်လောက်ထိပွဲပယ်ရဖို့ရှိနေပါတယ်။လက်ရှိမှာတော့ချက်စီအသင်းကတိုက်စစ်ပိုင်းတွဲထိတ်တန်းတိုက်စစ်မှုတွေအပြင် Brighton ကရောင်းဖို့ပြင်ဆင်လာတဲ့ Joao Petro ကိုပါလိုချင်တဲ့ Brighton ကဘရာဇီးလ်တိုက်စစ်မှုကိုတန်း60တတ်မှတ်ထားပြီး ညူကာဆယ်နဲ့ဆွေးနွေးနေတဲ့အချိန်အောင်ချယ်ဆီကဒီကစားမကိုခေါ်ဖို့ဆန္ဒအပြေအဝရှိကြောင်းနဲ့ညူကာဆယ်နဲ့အပြိုင်ခေါ်မယ်လို့ဆိုပါတယ် တစ်ဖက်ပါတော့လစ်ပပူအသင်းကမော်ဂန်ရောဂျာကိုစိတ်ဝင်စားရင်းရှိတယ်။အက်ဆိုဗီလာအသင်းဘက်က FFP ကြောင့်ရောင်းရဖို့ရှိတဲ့အတွက်မော်ဂန်ရောဂျာကိုလိုချင်ကြောင်းဆိုလာတယ်။ဆော်ဒီအာရေဗျာကလပ်အသင်းသုံးသင်းဖြစ်တဲ့ ARD အာနာဆာနဲ့အခါဒီရှာအသင်းတွေကလက်ရှိထော်နန်ရောင်းထုတ်တော်မဲ့အသင်းကောင်းဆောင်ယူမင်ဆွန်ကိုလိုချင်ပါတယ်။စပါဘက်ကသူရဲ့ကိုရီးယားအသင်းကောင်းဆောင်ကိုပြောင်းရွှေ့ချေပေါင်35တန်းလောက်နဲ့ထွက်ခွာခွင့်ပေးသွားဖို့ရှိတယ်။ ော့နန်ကအခုချက်စီသင်းနဲ့အာစနယ်တို့စိတ်ဝင်စားတဲ့ဝက်ဆန်ရဲ့ဂါနာတောင်ပံကစားမမိုမက်ကူဒုစ်ကိုချင်းကပ်လေရှိပါတယ်။ဒီစားမကရိုချေးစာချုပ်ပေါင်86တန်းတိရှိပေမဲ့စပါကပေါင်တန်း90နဲ့ခွေမှာပါ။ထော့နန်နေနဲ့ဘရိုင်ယန်အပွဲမှုနဲ့ ယူဟန်ဝက်ဆာအပြောင်းရွှေ့ကိုချိုးပန်းနေတဲ့တိုင်အောင်သူတို့ဘက်ကအန်ထရန်စမန်ယူကိုတော်တော်လေးသဘောချလေရှိတယ်စမန်ယူကိုဘုံမောက်ကတန်း60တတ်မှတ်ထားပြီးတော့စပတ်စ်ကပြီးခဲ့တဲ့နွေရာသီတုံးနဲ့ဆောင်းရာသီတုံးကတန်း30ကျော်နဲ့ကာလာမှုပေချခံရပြီးနောက်နောက်ထပ်တစ်ချိန်ထပ်ပြီးချိုးပန်းပွဲရှိကြောင်းဆိုပါတယ် Manchester City အသင်းက Bernardo Silva ကို club ရဲ့ captain ဖြစ်သတ်မှတ်လိုက်တယ်။ Bernardo Silva က Man City ရဲ့ပထမ captain ဖြစ်ပြီးတော့ Ruben Dias ကဒုတိယ၊ Rodri ကတတိယနဲ့ Erling Haaland ကဆုံးထားဖြစ်တယ်။ City ရဲ့သင်္ကောင်းဆောင်ဖြစ်တိုင်းနောက်တရာတီမှာနာယင်နာမနာယင်ထွက်သွားလေးရှိတဲ့အစင်လာကိုဘာနာရိုဆူပါချူဖြတ်ရဖို့ရှိပြီးမန်ချက်စတာစီးတီးကတော့အခုလောလောဆယ်အထိတော့စာချုပ်သက်တမ်းနောက်ဆုံးနေရောက်နေတဲ့ဘာနာရိုဆူပါကို တတ်တန်းတူမတူဆုံးဖြတ်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။တစ်ဖက်မှာတော့ Man City အသင်းရဲ့နီးပြား Guardiola ကအသင်းရဲ့ကစားသမားတဲ့ Winders နဲ့ Chakiro ရဲ့ performance ကိုသဘောကျလို့ပိုကောင်းလာတဲ့အသင်းနဲ့ပိုကောင်းလာတဲ့စွမ်းဆောင်ရည်ကိုမကြမီ Man City အသင်းကနေ တွေ့မြင်ရဖို့ရှိကြောင်းဆိုပါတယ်ယူကာဆယ်ရဲ့ဘရာဇီးကွင်းလက်စားမဂျူလင်တန်ကိုဆော်ဒီကလပ်တွေကလိုချင်ရရှိပေမဲ့ယူကာဆယ်ကတော့သူတို့ပိုင်ရှင်တွေဖြစ်တဲ့ဆော်ဒီတွေကိုပြန်လဲရောင်းချလိုချင်ရှိကြောင်းဆိုပါတယ်ဖူအန်သင်းကလည်းသူတို့ရဲ့တိုက်စင်မှုရိုထရီကိုမူနစ်ကိုလစ်ယူနိုက်တက်ကပေါင်32တန်းနဲ့ကာနာမှုကိုပယ်ချခဲ့ပါတယ်ရှဖီယူနိုက်တက်ကလည်းတန်တက်ခွင့်ရအောင်ဆွမ်းဆောင်နိုင်ခြင်းမရှိတဲ့နီးပြခရစ်ဝေါ်တာကိုထုတ်ပြီးတော့လက်ရှိမှာ ရူပင်ဆာလဆိုတဲ့တယောက်ကိုသူတို့ရဲ့နေပြအဖြစ်သုံးနှစ်စာချုပ်နဲ့ချုပ်ဆိုပြီးတော့ခန်းလိုက်ပါတယ်ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးကြအားသာတဲ့မှာအလုံးကျေးဇူးတူပါတယ်